ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူပေါ်မန်ချန်ကနေကြိုဆိုပါရစေဒီ Athletic ကဒေဗစ်ရော်စတိန်တို့အပြင်ဖက်ဘရီဇိုရိုမန်နိုတို့ကပါကျွန်တော်ပြောလာတဲ့ဒီ Florian VS Liverpool team ကိုပြောင်းဖို့ကအခြေအနေကောင်းနေပြီ Liverpool team ရဲ့ဘက်ကလည်းလက်ရှိမှာ Liverpool နဲ့ညီနိုင်ဆွေးနွေးလို့ပဲကျန်တော့တယ်ဆိုတဲ့သတင်းတွေကျွန်တော်တောက်ချောက်တက်နေတယ်ပေါ့နော် Liverpool team ရဲ့ဘက်ကတော့ Champion ဖြစ်ထားပြီးမဲ့လို့သူတို့ဒီလောက်နေတယ်မကြည်နဲ့နိုင်သေးပဲနဲ့အသင်းကိုအမှန်ကန်အစားထိုးဖို့သူတို့ဒီလုပ်နေတာ အာနုရဲ့နေရာမှာလည်း frame ပေါင်းနဲ့အစားထိုးပြီးသွားသလိုလက်ရှိ number 10လို့နေရာကိုလည်းသူတို့က dominant switzerland တယောက်ထင်းနဲ့အမရဘူးသူတို့ထပ်ပြီးတော့အစားထိုးဖို့ကျွန်တော်လုပ်နေတာဒီနေရာမှာ florian vs ကိုခေါ်ဖို့ကတော်တော်ကိုအချင်းကြီးကောင်းလာတဲ့ပုံစံမှာလီဗာပူးတင်းရဲ့ဘက်ကတော့ Florian VS ကိုခေါ်ယူနိုင်မှုတွေယုံကြည်မှုအပြည့်ရှိနေပြီးတော့ဒီအပြောင်းအရွှေ့ရာဖြစ်မြောက်လိမ့်မယ်လို့လည်းသူတို့ယူဆထားတယ်ပေါ့လီဗာပူးတင်းရဲ့ဘက်ကတော့ Leverkusen ထံကို ါကစားသမားဖြစ်သူ Florian Vies နဲ့ပတ်သက်လို့ချင်းကဲ့မှုတွေသူတို့လှုပ်ထားတယ်။ဟိုကစားသမားဖြစ်သူရဲ့ဘက်ကတော့ Liverpool တင်းကို ပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီးတော့သူ့အနေနဲ့ဒါမိစိမ်းပြထားပြီးသားဖြစ်တယ်ပေါ့။ Liverpool စင်နဲ့ Liverpool တင်းရဲ့ကြားထဲမှာဒီပြောင်းရွှေ့ကြီးတွေပြလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ package လိုက်သိတယ်မလား။ဒါရင်းနဲ့ပတ်သက်လို့ပုံကြစိတ်တွေကိစ္စတွေကိုသူတို့စပြီးတော့ဆွေးနွေးနေကြပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။ လေပါဦးတင်ရဲ့ဘက်ကတော့အမြန်ဆုံးဆိုသူတို့ဒီကစားမဖြစ်သူရဲ့အပြောင်းရွှေ့ကိုသူတို့အပြီးတက်ခြင်းနဲ့ဟိုတည်ရမလားအပြောင်းရွှေ့တစ်ခုကိုအချိန်အကြာကြီးဆွဲပြီးတော့အလုံးလုံးဆောင်နေရတာ၄ဂျားထဲမှာမတင်မဖက်နဲ့တစ်ခုခုဖြစ်သွားပြီးတော့သူများအတင်းကဖျက်ခေါ်သွားတာမျိုးတွေသူတို့မလိုချင်ဘူးပေါ့နော်ကစားမဖြစ်သူရဲ့ဘက်ကတော့ဟိုဘယ်လိုပြောမလဲလေပါကူစင်ထံကိုပေါ့နော်သူ့အနေနဲ့လေပါဘူးအတင်းထံကိုပို့ပြီးတော့ပြောင်းခြင်းကြောင်းကျွန်တော်တို့ဒါဒီအတိပေးထားတယ်အရှိချိန်အထိကတော့ကျွန်တော်တို့ဒါဒီ Florian VS ကပေါ့နော်ကျွန်တော်တို့ဒါ လီဗာပူးတင်မှလီဗာပူးတင်ဖြစ်နေတဲ့အတွက်ပေါ့ဗျာကျွန်တော်တို့ agreement တွေဘာတွေကလုံးဝဒန်ဒီရဲ့ဖြစ်သွားပြီပေါ့ကစားသမားနေကြားထဲမှာဆိုတော့အခုဆိုလို့ရှိရင်လီဗာပူးစင်နဲ့လီဗာပူးတင်နှစ်တင်းကြားထဲမှာပဲဆွေးနွေးရတော့မယ်ဆိုတော့လီဗာပူးတင်ရဲ့ဘက်ကတော့ဒီအပြောင်းအရွှေ့ကိုအမြန်အဆုံးသတ်နိုင်ဖို့သူတို့မျှော်လင့်ထားတယ်ပေါ့နော်ဒါကြောင့်ဒီအပြောင်းအရွှေ့ဒီလီဗာပူးတင်ရဲ့ကျွန်တော်အချိန်ဒီမှာပဲကျွန်တော်ရှိနေတယ်ဒီနေရာမှာဘာလို့ Florian VS ကကျွန်တော်တို့ဒါလီဗာပူးတင်ကိုပဲအမှန်ကန်ပြောင်းကျင်နေဆိုတဲ့တင်းနေပဲကြားနေရလဲဆိုတော့ကျွန်တော်တို့ကြားထဲမှာလည်း ဘိုင်ယန်မြူနီကအမှန်ကန်စိတ်ဝင်စားနေလို့ပါဘိုင်ယန်မြူနီကအမှန်ကန်စိတ်ဝင်စားနေတဲ့ဘိုင်ယန်မြူနီကဒီကစားမဖြစ်သူကိုခေါ်ခြင်းနဲ့အားဖြည့်ခြင်းနဲ့ဒါပေမဲ့လို့ဘယ်လိုပြောမလဲလီဗာပူးသင်းရဲ့ရှင်ပြိုင်ခေါ်တဲ့အခါမှာကြားထဲမှာကွာဟသွားတာတခုရှိတယ်ဒါပါလဲဆိုတော့ဘိုင်ယန်မြူနီရဲ့ဘက်ကသူတို့ရဲ့ project ကို present လုပ်တဲ့အခါမှာလီဗာပူးသင်းလောက်ရှင်းလင်းတဲ့ project သူတို့မပြနိုင်ဘူးဒါကလည်း Vincent Company ရဲ့လိုအပ်ချက်တွေပါတယ်။ Bayern Munich ရဲ့လိုအပ်ချက်တွေကျွန်တော်ပါတယ်။ဆိုတော့ဘာလို့လဲဆိုတော့ Liverpool ကစင်က ဒီကစားအဓိကတော့ဗျာလီဗာပူးစင်နေနဲ့သူတို့ဒီပြည်တွင်းကလပ်ကိုမယောင်းစေခြင်းမူလွယ်လွယ်ကူကူနဲ့ပေါ့နော်ပြီးပါကလပ်ကိုပဲသူတို့ဦးစားပေးပြီးတော့လက်လွတ်ချင်တယ်ဒါပေမဲ့လက်လို့လူဘိုင်ယန်မြူနစ်တို့ပါလို့ဆိုတာကဂျာမန်မှာအင်အားကြီးကလပ်တင်းတခုဖြစ်တဲ့အတွက်သူတို့ကတော့ဂျာမန်မှာကောင်းတယ်ဆိုတော့ဂျာမန်သားတိုင်းကိုရအောင်ခေါ်တာအမေရိကန်ဖလိုရီယန် VS ကိုတော့သူတို့ခေါ်နိုင်မှုရှိသွားတယ်လို့မထင်ဘူးအထူးသဖြင့်ဖလိုရီယန် VS နဲ့ကျွန်တော်တို့ဒီလီဗာပူးပေါ့ sorry ပါလေဘိုင်ယန်မြူနစ်အသင်းတာဝန်ရှိသူတွေရဲ့ဂျားထဲမှာတွေးဆုံဆွေးနွေးမှုတွေရှိတယ်ရှိခဲ့တယ်ရှိခဲ့တဲ့အချိန်တော်တွင်းမှာ ကျွန်တော်တို့ဘိုင်ယန်မြူနီရဲ့ဘက်ကပေါ့နော်ကစားမဖြစ်သူကိုဘယ်နေရာထားသုံးမှလဲဒါအပြင်သူတို့လက်ရှိသွားနေတဲ့ပေါ့နော် system မှာဘယ်လိုဘယ်နေရာမှာအမှန်ကန်အံဝင်ခွင့်ချဖြစ်အောင်သူ့ကိုအသုံးပြုသွားမလဲသူတို့ရဲ့ပေါ့နော်ကျွန်တော်တို့ဒါဒီ training နေမှာရောဘလူးဘလူးရှိလဲဒါတွေနဲ့ပတ်သက်လို့ Florian VS ကိုကျင့်နဲ့အောင်သူတို့တွေပြည်မလားဒီဒီပြသနိုင်ခြင်းမရှိဘူး plan တွေကဒါ Vincent company တော်တော်ကိုလိုအပ်ခဲ့တဲ့အားနည်းချက်ဒါပေမဲ့ Liverpool အသင်းကကျတော့ အာနီစရောကဖလော်ဒီယန် VS ကိုဘယ်နေရာတွေမှာကစားစီခြင်းကြောင့်နော်ဘဘလူးဘလူးပုံစံမျိုးတွေနဲ့သူ့ကိုအတင်းမှာအံဝန်ခွင့်ချဖြစ်အောင်လုပ်မှာဖြစ်ကြောင်းဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့ပြောထားတယ်ရှင်းပြထားတယ်သူတို့ရဲ့ project ကို present လုပ်တာကလုံးဝ clear vision ဖြစ်တယ်ဗျာ Bayern Munich ကဟိုလိုလိုဒီလိုလိုကျွန်တော်တို့ဖြစ်နေတာအဲ့မဲ့ Liverpool တင်းကကျတော့ရှင်းရှင်းလင်းလင်းကျွန်တော်တို့အနေနဲ့ဒီ present လုပ်နိုင်တဲ့အခြေအနေမျိုးမှာကစားမဖြစ်သူက okay ငါအတွက်ကတော့ Liverpool တင်းဟာပို့ပြီးတော့တင့်တော်တဲ့ပုံစံမျိုးပဲဆိုတဲ့ပုံစံမျိုးတက်ရောက်သွားပြီးတော့ လေဘာဝူးသင်းမှလေဘာဝူးသင်းဖြစ်သွားတာဆိုတော့ဘိုင်ယန်မြူးနီးရဲ့ဘက်ကသူတို့ကဒီဘာလဲဒီလေဘာဝူးဇင်ကိုပေးရမယ့်တန်ကြီးကကြီးတာရယ်နော်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဟိုဟိုဒီဒီဖြစ်နေတာဗျာနော်အပြောင်းအရွှေ့ present လုပ်တဲ့ခါကျတော့အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ပေါ့နော်ဘိုင်ယန်မြူးနီးကနောက်ကိုကျင်ခဲ့တာဂျားထဲမှာလည်း Manchester City ကစိတ်ဝင်စားခဲ့သေးတယ်ဒါပေမဲ့လို့ Manchester City ကဒီကစားမဖြစ်သူရဲ့အပြောင်းအရွှေ့ကန်တာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတဲ့အခါပြောင်းရွှေ့ကပေါ့နော်တန်း300လောက်ပြီးတန်း300လောက်ဒီစုစုပေါင်း ကုန်မဲ့အခြေအနေမျိုးမှာသူတို့ကအင်မတန်ဈေးကြီးလွန်းနေဆိုပြီးတော့ဒီကစားမဖြစ်သူကိုလက်လျှော့ခဲ့တာဒါကိုလီဗာပူးတင်ရဘက်ကချက်ချင်းကျွန်တော်တို့နေအုံချသွားတယ်ဆိုတော့ဟိုဒါဟာတော်တော်ကောင်းတဲ့အနေထားပါလီဗာပူးဘက်ကကျွန်တော်ကြည့်ရင်ဘာလို့လဲဆိုတော့အခုလေးနေမဲ့ချန်ပီယံဖြစ်ထားတဲ့အတင်းကဒီလောက်နေနေမကြည်နဲ့နိုင်နေပဲနဲ့ဒီတက်ပူပြီးတော့အောင်မြင်မှုတွေရဖို့အတွက်သူတို့ကြိုးပမ်းနေတာနော်ဖလော်ရီယန်အာဖလော်ရီယန် VS လို့မျိုးဂျာမန်ရဲ့အကောင်းဆုံးကစားမားတွေတွေကတယောက်ကိုရမှာဗျဒါအပြင် ဖရင်ပေါင်လိုမျိုးလက်ရှိဝင်းဘက်တွေ right back တွေတဲ့မှာအကောင်းဆုံးကစားမနေတဲ့ကတက်ကိုကျွန်တော်ရမှာဒါရီယာတတော်ကြီးကိုကောင်းလို့တဲ့အချိန်ကြီးကျွန်တော်တို့အမှန်တမ်းပြောရင်ပြဂျာမနီဖန်ပရိသတ်တယောက်အနေနဲ့တော့ Florian Wirtz ကိုကို့အမှန်ကန်ပြိုင်ပွဲ Leverkusen ကိုသွားတာမျိုးဘလို့မှမမြင်ချင်ဘူးအမှန်တမ်းပြောရင်တတော်ကို Bayern Munich ပေါ့နော်တတော်အသုံးမကျတာနော် Musiala Florian Wirtz ပြီးလို့ရှိရင်ကျွန်တော်က Olisi ပြီးလို့ရှိရင် Harry Kane ဆိုပြီးတော့ဖြစ်နေရမှာတိုက်စစ်ကသူတို့ဒါအမှန်ကန်ရှေ့လျှောက်အောင်မြင်မှုတွေယူကြည့်နေဆိုရင်ပြောတာ ဘာလို့လဲဆိုတော့ Florian VS ဒီလက်ရှိ number 10 rook စာမားတွေထဲမှာကမ္ဘာပေါ်မှာအကောင်းဆုံးနေတဲ့ကတယောက်ဗျာ။နော်ဂိုးပေါက်ကန်သွင်းမှုပဲပြောမလား။နော်ကျွန်တော်တို့က chance creation ပဲပြောမလား။ပြီးလို့ရှိရင်ကျွန်တော်တို့က dribbling ကိစ္စတွေပဲကျွန်တော်တို့ပြောမလား။ဘာလို့ပြောမလဲ။သိတယ်မလား။လက်ရှိ Liverpool team လိုမျိုးအရာအလုံး stable ဖြစ်ပြီးသားအံဝန်ခွင့်ကြဖြစ်ပြီးသားအ team မျိုးမှာ Florian VS လိုကစားမမျိုးကအမင်းမကောင်းတဲ့အကြောင်းကိုမရှိဘူး။နော် Dominic Sobo ဆိုင်တဲ့အစပေါ်အများကြီးတာတယ်ကစားမ။ဒီနေရာမှာ war rate နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြောကောင်းပြောကြလိမ့်မယ်။ဒါပေမဲ့လို့ Florian VS တီ ကျတော့လေဂျာမနီမှာကစားတဲ့ပုံစံအရပဲမင်းနဲတို့နဲ့ပဲတမ်းပဲဖြစ်ဖြစ်လက်ရှိလီဗာပူးစင်မှာကစားကြတဲ့เนาะဟိုကျတော့343 formation ကဒီနဲတို့နဲ့ပဲတမ်းပုံစံမှာပဲဖြစ်ဖြစ်အမို့သူ့ကိုနံပါတ်10လို့စစ်စစ်ကစားစီချင်တာပဲဖြစ်ဖြစ် left wing မှာကျွန်တော်တို့အနေနဲ့အထဲကိုဝင်ပြီးတော့ချိုးကစားတဲ့ဒါ inside forward ပုံစံကစားတာမျိုးပဲဖြစ်ဖြစ် Florian Wirt ဒီအကုံကစားနိုင်တဲ့ကစားမမျိုးဆိုတော့ဖန်တီးမှုတွေ twin goal တွေလိုနေပြီဆိုလို့ရှိရင် Florian Wirt ဒီအဓိကကြလာမှာ အကယ်လို့ war rate out of position ကိုလုံနေပြီဆိုရင်တော့တို့ dominance လို့ဘူဇလိုင်းကိုထဲကောင်းထဲမှာပေါ့ဒါပေမဲ့လို့ Florian VS ကိုတိုင်းလည်းပဲ war rate ကောင်းနေတယ်မှာကျွန်တော်ပါတယ်ဆိုတော့ဒါကြောင့်ပေါ့နော်ဟိုဘယ်လိုပြောမလဲဒီလိုကစားမမျိုးကိုအမှန်ကန်ကိုကိုချက်ရတဲ့ကစားမတွေတကတယောက်ကိုကျွန်တော်ဒါ Liverpool team ကိုပြောင်းမယ်ဆိုတာကတော့ဗျာနော်တော်တော်တော့စိတ်ပြက်မိတာပေါ့သို့တော်လည်းပဲဒါပဲလေတည်တယ်မလားနော်ကလပ်အသင်းကိုအကောင်းဆုံး run နေတဲ့အသင်းတွေကဒါရသွားကြတာပဲနော်ဟိုအသင်းတသင်းကိုဘယ်လိုမျိုးကျွန်တော်အနေနဲ့ထိန်းချုပ်ကြတယ် ေတင်ရဲ့ structure တွေဘလို့ရှိနေတယ်လဲဒီတော့ဒါတွေကအများကြီးစကားပြောသွားတာဘယ်သူကမှလက်ရှိ modern ခင်ပါဗျာเนาะကျွန်တော်အောင်မြင်နိုင်ချင်ရှိတော့မှမဟုတ်တဲ့ကလပ်တင်တစ်ခုကိုဘယ်သူမှမလာချင်ကြဘူးเนาะအောင်မြင်နိုင်ချင်ရှိတဲ့ကလပ်တင်ချင်းတူတူတော်မှကစားမတယောက်ကိုခေါ်မေဆိုရင်ဒီကစားမတယောက်ကိုဘယ်လောက်ထိငါတို့ကတော့တန်ဖိုးထားကြောင်းငါတို့ကတော့မင်းကိုဘလူး plan နေ့မှာထည့်ထားကြောင်းเนาะငါတို့ရဲ့အနာဂတ်မှာမင်းဟာဘယ်လောက်ထိရေးပါကြောင်းဒီလိုမျိုးတွေဒီ project တွေကို present မလုပ်နိုင်ဘူးဆိုလို့ရှိရင်အကုန်ကြံခဲ့မှာပဲဒါကြောင့် ေဘာဝူတင်ရဲ့ဘက်ကတော့သူတို့ဒါဒီ Florian VS ကိုဘိုင်ယန်ကိုကြော်ပြီးတော့ခေါ်နိုင်တာဒါအကြောင်းမင်းမဟုတ်ဘူးเนาะဆိုတော့ဒါကြောင့်ကျွန်တော်ပြောသလိုပဲလေဘာဝူတင်ကဒီနှစ်မှာဖလားရထားတာတော့မှသွေးပူလို့မအေးသေးဘူးဗျာမတော့မကျေနပ်ဘူးနောက်ရသည်ပူအောင်မြင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့နော်အများကြီးပူကောင်းပါလေဆိုတဲ့ကစားမားတွေကိုအားဖြည့်နေတာနံပါတ်10နေရာဆိုလို့ရင်လစ်တောင်မလစ်လက်ဘူးဗျာဒါပေမဲ့သူတို့ထပ်ပြီးတော့အားဖြည့်တာပဲအဲ့တော့ well run ဖြစ်တဲ့ကလတ်တင်တစ်ခုရဲ့အပြုတ်မှုတွေဆိုတာကဒါမျိုးပဲ ဒါမျိုးပဲเนาะကျွန်တော်ဟိုအညောင်ကွန်းညောင်ဒီအညောင်ကွန်းညောင်လုံမနေဘူးကိုလူတယ်ဆိုတာအမှန်ကန်သိရင်အမှန်ကန်အားဖြင့်ပို့ပြီးတော့ကောင်းတဲ့ကလတင်တစ်ခုဖြစ်သူတို့တွေမြင်ကျင်ဒါပဲကျွန်တော်ကြာဒေဘာဦးတင်ကတော့ Florian VS ကိုကျွန်တော်ခေါ်နိုင်တော့မယ့်အခြေအနေမျိုးပါကျွန်တော်မကြခင်ရပ်ပိုင်းအတောအတွင်းမှာကိုပဲ PUB ကိုဒီဒါ agreement เนาะဒီ done deal ဖြစ်တာမျိုးတွေကျွန်တော်တွေ့ရလိမ့်မယ်လို့ထင်တယ်ဒေဘာဦးတင်ရဲ့ပြည်သက်တွေနေနေရော Florian VS နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိမျှော်လင့်ထားကြလဲဒီကစားမဖြစ်သူတို့ကလေဘာဦးပေးတဲ့တန်ကြီးကဘယ်လောက်ထိတုံးတဲ့လူကြီးကိုထင်ကြလဲ ့နေ့ကြပါအောင်ကြီးကျူအားပေးတဲ့ညီကိုများလုံးကိုကျေးဇူးများပြုပါတယ်